ဒါကတော့ကဘာပေါ်မှာအပြည့်အမြန်ဆုံးကုန်းနေတတဝါဖြစ်တဲ့ချီတာပါမြမလိုတိကျုပ်လို့လည်းခေါ်ကြပါတယ်ကြောင်မျိုးနယ်ဝင်တရိတ်ဆန်တစ်မျိုးဖြစ်ပြီးတော့သူ့ကိုအာဖရိကတိုက်ရှိပူပင်း၆တွေးတဲ့လွင်ပြင်တွေနဲ့စာဘာနာဒေသတွေမှာတွေ့ရှိရပါတယ်အီရန်နိုင်ငံလိုမျိုးအနောက်အရှေ့နိုင်ငံတွေမှာလည်းတွေ့ရပါတယ်ချီတာရဲ့ပြင်းတော့ဟန်2.5စက္ကန့်အတွင်းမှာတနအီ82ကီလိုမီတာအထိအရှိန်မြင့်တင်ပြေးနိုင်ပါတယ်ဒါပြိုင်ကားတွေရဲ့အမြန်ဆုံးစံချိန်လောက်ကိုရှိပါတယ် အမြင့်ဆုံးစံချိန်ကတော့တနာရီ132ကီလိုမီတာအထိကိုပြေးနိုင်ပါတယ်။ဒီလိုပြေးနိုင်တဲ့အကြောင်းရင်းကတော့သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအချိုးစားကြောက်ဖြစ်ပါတယ်။ပေါ်ပါတဲ့ကိုယ်ရဲ့ရှည်လျားသွေလာတဲ့ခြေထောက်နဲ့စမ်းထုတ်နိုင်တဲ့ကြိုးရိုးတွေရှိတဲ့အတွက်ကြောင့်သူ့ကိုအပြေးမြန်းစေတာပါ။ပြီးတော့ခန္ဓာကိုယ်ဟန်ချက်ကိုထိန်းချုပ်ပေးတဲ့အမြင့်အရှိကြီးရှိတဲ့အတွက်ကြောင့်လူသလိုကိုယ်ကောက်ပြေးနိုင်ပါတယ်။ခြေတားလို့သူ့ကိုလူသီးစေတဲ့အကြောင်းရင်းတစ်ချက်ကတော့မျက်လုံးသားကနေပါးစပ်ထိမျက်ရည်လိုစီးစင်းနေတဲ့အမဲရောင်အစင်းကြီးကြောက်ဖြစ်ပါတယ်။ အမြင်ရအောင်လဲအရန်ကောင်းပြီးတော့တားကောင်တွေအဝေးကနေလှမ်းမြင်နိုင်ပါတယ်။တားကောင်တွေကိုချင်းကပ်ပြီးတော့သူ့ရဲ့အပြင်းမြန်နှုံးနဲ့အမဲလိုက်တတ်ကြပါတယ်။လူတွေရဲ့စိုက်ပျိုးရေးမွေးမြူရေးတိုးချဲ့လာမှုနဲ့တရမဝင်အမဲလိုက်မှုတွေကြောင့်ချီတာရဲ့နေထိုင်ကျက်စားရာဒေသဟာတဖြည်းဖြည်းကျဉ်းမြောင်းလာပါတယ်။ IUCN ရဲ့စစ်တမ်းအရချီတာဟာမြို့တုံးပြောက်ွယ်တော့မဲ့တိရစ္ဆာန်မျိုးစိတ်တွေထဲမှာပါဝင်နေပြီးတော့အနီရောင်စစ်တီကိုတတ်မှတ်ခံထားရပါတယ်။ အဲ့ဒါကြောင့်မို့ချီတာထိမ့်သိမ်းဆောက်ရှောက်အောင်မဲ့တာရဲ့တိရစ္ဆာန်တွေထဲမှာပါဝင်နေပါတယ်